နေရာအသီးသီးပေါ်မှာဖျားခင်ကခွဲခမှတ်သားတဲ့ဖျားလူတွေကိုကျွန်တော်တို့မပြစ်မှားဖို့အဲ့ဒါအင်မတန်မှအရေးကြီးတဲ့အရာဖြစ်တယ်တယောက်နဲ့တယောက်မတူဘူးဖျားဖွင့်ပြခြင်းမတူဘူးဖျားအစိတ်ခံခြင်းလည်းမတူဘူးသူ့နေရာနဲ့သူဖျားခင်က မှတ်သားထားတာဖြစ်တယ်တော့ဒါကြောင့်ဟိုဆရာကဘလို့ဖြစ်လို့ဒီဆရာကဘာဖြစ်လို့မပြောရပြောတဲ့အရာတွေအားလုံးဟာကိုယ့်အတွက်အမင်္ဂလာဖြစ်စေတယ်ဟွန်း ။ဒါကြောင့်ခုနဖျားလူကိုပြစ်မာတဲ့နှစ်40တဲကန်တရားထဲမှာလဲနေတဲ့ဖွဲ့ထဲမှာတခုကြံနေတယ်ကောရနဲ့အနွယ်ဒီကောရနဲ့အပေါင်းသင်းအားကောင်းကမြေမြိုသွားတယ်အရှင်လက်လက်မြေကြီးမြိုသွားတယ်အရှင်လက်လက်ပစဟပြီးတော့မြေကြီးမြိုသွားတယ်နော်အဲကြောင့်အင်တာမကြောက်စရာကောင်းတယ်လို့နော်အဲကြောင့်ကျွန်တော်တို့အသက်တာမှာလဲဖျားလူကိုပြစ်မားဆိုရင်ကျွန်တော်တို့ကမြေကြီးတော့မမြိုပေမဲ့ကျွန်တော်တို့ရဲ့တိုးတက်မဲ့လမ်းကြောင်းတွေ အမင်္ဂလာဖြစ်စေတယ်။သင်ဘာပဲလုပ်လို့အမင်္ဂလာနဲ့ပဲတွေ့ရမှာဖြစ်တယ်။နော်အကြောင်းကျွန်တော်တို့ဒီမှာအစပြောတဲ့အခါမှာလဲကျွန်တော်တို့ကမပြည့်စုံဘူး။သူ့ပေမဲ့ဖခင်ရဲ့အတန်ကိုကြားတယ်။ဖခင်ကောင်းမြတ်ခြင်းကိုဆံရတဲ့အခါမှာကျွန်တော်တို့ကသွားတာတိုးတာတိုးတာဖခင်စကားကြားတဲ့အခါမှာဒီနေရာကိုအစပြုတ်ပါ။ဖခင်စကားကိုမကြားကျွန်တော်မလုပ်ရဘူး။ကျွန်တော်ကြောက်တယ်။ ညီညာကိုအစပြုပါလို့ဖခင်ပိတ်သိက်ရှိတဲ့ဆရာကြီးတွေကပြောတဲ့အခါမှာဟုတ်ကဲ့ပါကျွန်တော်ဟာဘာမှမဟုတ်ပါဘူးနောက်ပေမဲ့ဖခင်အတန်ကြားလာတဲ့အခါမှာကျွန်တော်တို့အစပြုတဲ့အခါမှာအလုံးလုံးနဲ့ဖခင်လိုတာအကုန်လုံးဒိမ့်ဒိမ့်ဒိမ့်နဲ့ပြင်ဆင်ပေးထားတဲ့အရာတွေဖြစ်တယ်အာမင်အာမင်အဲကျွန်တော်ဖခင်အတန်ကြားတာဖို့လိုတယ်နံပါတ်1ကပါလဲဆိုဖခင်လူတွေကိုကျွန်တော်မပြစ်မှားဖို့ရန်အတွက် ောက်တစ်ခုကဘာလဲဆိုကျွန်တော်ယုံကြည်ခြင်းမရှိလို့ရှင်ကျွန်တော်အသက်တာထဲမှာအချင်းကြီးပဲခရိယံဖြစ်တယ်ယုံကြည်ခြင်းမရှိဘူးခရိယံဖြစ်တယ်တပတ်တစ်ခါလုံးနဲ့ဖျားချောင်းသွားမယ်ခရိယံဖြစ်တယ်နော်ဖျားချောင်းတက်လောက်နေပဲဆိုရင်တော့ဒါကျွန်တော်တို့ဒီနောက်ဆုံးကာလဒီအခုနော်အခုတစ်ဖြစ်အထူးဖြစ်ဒီကာလပေါ့ဒီကာလကြီးပေါ့တင်တော့ဖျားစကားမပြောလို့ရှင် ကြောက်ခဲတဲ့စကားပြောမယ်တဲ့ကြောက်ခဲတဲ့စကားပြောနေပြီ ကြောက်ခဲစကားပြောတဲ့အချိန်မှာကျွန်တော်တို့ယုံကြည်သူကဒီတိုင်းပဲရှဲနေမဲ့ကျွန်တော်ကြည်နေလို့မရတော့ဘူးနော်ကျွန်တော်ကြည်နေလို့မရဘူးကျွန်တော်တို့ကိုယ်တိုင်ကဘာဖြစ်လဲပြောရမယ်ကျွန်တော်တို့ကိုယ်တိုင်ကဘာဖြစ်လဲပြောဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်ကကျွန်တော်အแทမှာမတူလို့မရဘူးမတူလို့ချင်းကျွန်တော်ပြောဖို့ရန်အတွက်အချက်ကွဲတယ်နော်လူရှိဖျားရှိပြောတဲ့ခါမှာအချက်ကွဲစီတဲ့အရာဖြစ်တယ် ။ဒါကြောင့်ဘာလဲဆိုကျွန်တော်တို့ကတို့ထားဖို့ရအတွက်လို့တယ်။ဒါကြောင့်ဒီမှာရှိတဲ့ကလေးတွေအားလုံးဟာရွှေချမ်းကျဲယူရွှေချမ်းရဲယူဆိုတာကဘာလဲ။အဲ့ရွှေချမ်းကျက်ကတင်တို့ကိုလမ်းပြစေတဲ့အရာဖြစ်တယ်။အဲ့ဒီရွှေချမ်းကျက်ကတင်တို့ဘဝကိုပန်းတိုင်တစ်ခုအတွက်လမ်းခရီးဖြစ်တယ်။ငါဒီလမ်းခရီးတမန်တရားအသက်ဖြစ်တယ်ဆိုတဲ့အခါမှာတမန်တရားကပဲအသက်ဖြစ်စေတမန်တရားကပဲကျွန်တော်တို့ကိုလမ်းပို့ပေးတာဖြစ်တယ်။ ငွေကြီးမပို့နိုင်ဘူးမိမတွေကကျွန်တော်မပို့နိုင်ဘူးကျွန်တော်တို့လူလောကမှာပို့ပို့နေဒါမှတေးပြီးလို့ရှင်ကျွန်တော်ငရေရောက်မှာနော်အဲကြောင့်ပို့ဆောင်ပေးနိုင်တာကတန်ရှင်သောဝိညာဉ်တော်ဖရာအာမင်ဝိညာဉ်တော်ဖရာမှဆိုင်ခုနပြောလို့မျိုးဝိညာဉ်တော်ဖရာကိုကျွန်တော်မပြတ်မတတ်ဖို့ဝိညာဉ်တော်ဖရာတစ်ခါခါကြောင့်ဥဆောင်ပြီးတော့ အထဲမှာအတံတူးတူးလေးပြောနေတယ်ကျွန်တော်တို့နားထောင်ပြီးတော့ဟုတ်ကဲ့ကိုရောဆိုပြီးတော့ကျွန်တော်ဝန်ခံတတ်ဖို့လိုတယ်ဝိညာဉ်တော်ဘုရားကတူးတူးလေးပြောရတဲ့အဲ့ငါရဲ့စာတိကကြီးမယ်ဆိုရင်တစ်ခါပြောမယ်နှစ်ခါပြောမယ်သုံးခါပြောလို့မရလို့ရှိရင်မပြောတော့ဘူးဒါကြောင့်ဝိညာဉ်တော်ဘုရားအတံကိုကျွန်တော်တို့ကဆိုတော့ဝိညာဉ်တော်ဘုရားကဘယ်လိုကျွန်တော်တို့ပြောမလဲကျွန်တော်တို့ကဘယ်လို ကြားရမလဲမင်းအခုံးထုတ်လို့ရတယ်တင်ဟာနှုတ်ကပတ်တော့နေ့တိုင်းမစားဘူးဆိုရင်ဝိညာဉ်တော်ဘုရားနဲ့တင်ကအလံဝင်းနေမှာဖြစ်တယ်မနေ့ကဆိုကျွန်တော်ဘယ်လိုပြောခံရလဲဆိုတော့တောင်နဲ့မြောက်နဲ့တွန်းစီရနှစ်ခုရှိတယ်ပေါ့နော်အကုန်လုံးကစင်စားဆုံးဖြတ်ရတယ်ပေါ့နော်ဒီဘက်ကလည်းလွမြောက်လာတဲ့ဦးလေးကို ကျွန်တော်တို့ကအလူငွေပို့လာပေးတဲ့အရာကိုကျွန်တော်တော့ပေးဖို့နောက်တစ်ခုကဒီဘက်ကအတုပအတုပဆိုတဲ့ခါမှာ တည်တဲ့ဦးလေးကလည်းကျွန်တော်တို့ကရပီနယ်ကအဲ့ဒီဦးလေးကဘာလဲဆိုတော့ဘုရားသခင်ကသူ့ကိုအတုံးပြုတယ်အဲ့ဒီနေရာမှာသူ့အားဖြင့်သူ့တူကကျန်းစာကြောင်းတဲ့သူ့တူကရောက်လာပြီးတော့ရောက်လာပြီးတော့အခုဆိုရင်အချုပ်ပြောလိုက်မယ်ဆိုအခုဆိုရင်ဆ ्याम မတ်နန်းလွင်နဲ့သူ့တူနဲ့ရပြီးတော့အခုဆိုအသိန်းတော်တစ်ပါးဖြစ်သွားပြီအရင်မြစ်ကဘာလဲဆိုအဲ့ဒီဦးလေး ဒါမှအဲ့ဦးလေးရဲ့အသက်တာကြည့်မယ်ဆိုဘာမှကုန်းကောက်စရာမရှိဘူးယုံကြည်သူဖြစ်တယ်ခရိယံဖြစ်တယ်ကျွန်တော်သွားဆိုအဲ့ဦးလေးပြောတိုင်းပြောတိုင်းဆိုအနောက်ကထိုင်းပြီးကုန်းတမျိုးမျိုးဝါပြီးတော့စပင်ကလည်းအရှိကောက်ကောက်နဲ့ရေးလည်းမချိုးထားဘူးလာနာထောင်းပြီးတော့ဆိုတော့ကြည့်မယ်လူအနေနဲ့စဉ်းစားမယ်ဆိုဘာမှမရှိဘူးဒါပေမဲ့မနေ့ကဖခင်ကဖွင့်ပြတဲ့အခါမှာသူ့အားဖြစ်အခုဆိုအတင်းတော်တပါးဖြစ်သွားပြီး သူ့အားဖြင့်အဲ့မှာဆိုယုံကြည်သူတွေမြောက်များဆိုအတီးတီးနေပြီဒါကြောင့်ကျွန်တော်တို့အမြင်အားဖြင့်ခါခါကျန်းစာကဘာပြောလဲဆိုကိုညံကိုအမိမပြုတ်နဲ့လို့ပြောတယ်ကိုညံကိုအမိပြုတ်လို့ရှင်ဘာဖြစ်လဲမာတလို့ဘာကြောင့်ကျွန်တော်တို့အုံနာကောင်15ကျပ်သားလောက်ပဲရှိတဲ့ခါမှာကျွန်တော်ဆုံးဖြတ်ချက်မားမှာဆိုလို့ဘုရားကကိုညံကိုအမိမပြုတ်နဲ့ထာဝရဘုရားကိုမျက်မှောက်ပြုတ်တို့ပြည့်ရှင်တင်းဤလန်ခီကိုဘဲပြင်တော်မူလိမ့်မည်အာမင်ဒါကြောင့်အဲဦးလေးကိုမနေ့ကသူ့အတူပတ်ကို စုံစဉ်းစားတဲ့ခါမှာကျွန်တော်ဝိညာဉ်ထဲမှာလဲနိုးစော်တယ်ဖះကကျွန်တော်ကိုဖော်ပြဒါပေမဲ့ကျွန်တော်ကဟုတ်ဖက်သွားတယ်ကျွန်တော်ညာနေကျွန်တော်အမိပြုတ်တဲ့ခါမှာဒါမှမကောင်းလားဆိုတော့ကောင်းတယ်ဒါမှဒီဖက်ကိုခဏရပ်ပြီးတော့ဟုတ်ဖက်သွားမယ်ဆိုမနေ့ကအရန်ကောင်းမြတ်တဲ့အရာဒါမှကျွန်တော်ဖះခင်ကျွန်တော်မှားသွားပါတယ်နောက်တစ်ကြိမ်ကျကျွန်တော်အလှပဆုံးဖះခင်အတွက်ကျွန်တော် training ဆင်းဦးမယ်အာမင်အာမင်ကျွန်တော်အရှုံးမပေးဘူးကျွန်တော်ပြန်သွားမယ် ။ဘာကြောင့်လဲကျွန်တော်ကကျွန်တော်ညံနဲ့စဉ်းစားတယ်။ तू ယုံကြည်သူဖြစ်တယ်။သားသမီးတွေလည်းအလင်းမပေးနိုင်ဘူး။အရက်တောက်တယ်။ကိုးစားတယ်။အခုဆို60 90 90မတော်မဖြစ်သေးဘူးတည်သွားပြီ။ဒါလူအနေနဲ့စဉ်းစားရတယ်လေနော်။ဟာဒါမဲ့ဖခင်ခင်ကတပြေးပြေးနဲ့ဖွင့်ပြတဲ့အခါမှာဒီဦးလေးကြားလူမျိုးတယောက်အားဖြင့်ချင်းအမျိုးသမီးတယောက်ကို တူတူနဲ့ယူပြီးတော့အခုဆိုအသိန်းတော်တပါဖြစ်သွားပြီဒါကြောင့်ဘုရားခင်အတုံးပြုတ်တဲ့လူတွေခါခါကြရင်ကျွန်တော်တို့ကမပြစ်မတာဖို့သူ့နေရာနဲ့သူပဲသူ့နိုင်တဲ့ဝုံပဲဘုရားခင်ကလှုပ်ခိုင်းတာကျွန်တော်လည်းအများကြီးလှုပ်ချင်လို့မရဘူးကျွန်တော်မနိုင်လို့ရှိရင်အချက်ကွင်းပါလေဟုတ်တော့မလားနိုင်တဲ့ဝုံပဲဘုရားခင်ကထမ်းခိုင်းတာ ဒါသူ့ကိစ္စပြီးသွားပြီဒါသူတနည်းကြံဖျားခင်ကောင်းကင်နိုင်ငံမှာကျွန်တော်တို့သွားတွေ့ရမယ်အဲ့ဒီဦးလေးနဲ့ကျွန်တော်စဉ်းစားထားပြီးပြီကျန်းစာထဲမှာလည်းကျွန်တော်တို့ယောရှုမစာထဲမှာဘာလို့တွေ့လဲဆိုပြည်တစာယာခပြည်တစာယာခဆိုတော့သူ့နာမည်ကလေးကဟုတ်တော့မလားပြည်စစာဆိုကောင်းသလားလူတကာနဲ့ဆက်ဆံပြီးတော့ဟုတ်တော့မလားမိထုံထဲမှာကျင်လေပြီးတော့ပျော်ပါးနဲ့မင်းကလေးတယောက်ဖေးနေရာမှာတင်စားလို့ ပြောသူ့ကြောင့်ပြောစရာအကြောင်းမရှိဘူးဒါလူအနေနဲ့စဉ်းစားတာတိုင်းပြည်တစ္ဆာဖောက်တဲ့စီးမရှိကမ်းမရှိဘူးကြက်တရေမရှိတဲ့မိန်းကလေးဒါလူအနေနဲ့စဉ်းစားတယ်ဒါပေမဲ့ဖခင်ကသူ့ကိုဘယ်နည်းအသုံးပြုလဲသူ့ဝိညာဉ်ထဲမှာခုနပြောလိုမျိုးမောဘလွင်ပြင်းထဲမှာနော်ဘာလဘရင်တွေကကြောက်တလို့မျိုးပဲသူတို့ကရေဒီခေါ်မြို့ထဲမှာအဲ့ဒီမိမကပြည်တစားလှုပ်ရှားနေတာဖြစ်တယ် ဒါမဲ့သူ့ရဲ့နှုံသားထဲမှာဣဒီရဲ့ကူးွယ်တဲ့ဖရာဣဒီလာတို့ရဲ့ဖရာတော်တပားမျိုးသားဖြစ်တယ်နော်ဣဒီလာမျိုးထဲမှာမဟုတ်ဘူးခန္ဓာမိမပေါ့ဖရာကိုရွေးကောက်တဲ့အဲမှာမဟုတ်ဘူးသူ့ကြောင့်စဉ်းစားမယ်ဆိုရင်ဖာသင်မပေါ့နော်လုံးဝမကောင်းဘူးဒါမဲ့ဖရာကသူ့ရဲ့နှလုံးသားကြည်နေတယ်သူ့ရဲ့နှလုံးသားထဲမှာ 朋友，如果用机这一票都用机呢？为例，这边说对天马都讲表他的，杜月用机前阿皮，朋友如果我他的，朋友如果我他前阿皮，我爷爷买过赔偿表，对嘛？么交呗呢？朋友如果我他背的，阿梅，那叫杜月用机前杜天马去的，朋友，去的那龙达阿皮，朋友如果我他背的卡嘛？ တချို့ဆက်နှစ်ယောက်ကိုမလုပ်ဘူးလားတေချင်းကနေလွတ်မြောက် ပြီးတော့ तू ကဝတ်ထားပြီးပြီးတော့နော်ကြိုးချပြီးတော့တော့ပုံနေပါလို့ပြောတဲ့ခါမှာယောရှုတို့အဖွဲ့ကလွတ်မြောက်ရတယ်ဒါကြောင့်လူကဗာလဲအစင်းတရံကိုကြည့်တယ်ဖျားကနှလုံးသားကိုကြည့်တယ်ဆိုတဲ့ခါမှာမှတ်တဲ့ခန်းကြီးတည်ထမှာဆာလမုန်နဲ့ပြည်သားရခအဖြစ်ယူပြီးတော့ တဆင့်ပစ်တဆင့်မွေးလာတဲ့အခါမှာဘုသူ့ကိုပေါ်ပေါက်လဲစေတယ်ခုနပြောတယ်ဒါဝိမင်းကြီးဒါဝိမင်းကြီးရဲ့အဖွားဖြစ်ရတဲ့အခွင့်အဲ့ဒီဒါဝိယွင်းကြီးထဲမှာဘုသူ့ပေါ်ပေါက်လာစေတယ်ယေရှုခရစ်တော်ပေါ်ပေါက်စေတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ကကိုညံကိုအမိပြုတ်ကကျွန်တော်မစင်စားဖို့လိုတယ်။တန်ရှင်တော်ဝိညာဉ်တော်ဖခင်ဘလို့ဖွင့်ပြတာလဲ။ကျွန်တော်ညံကိုမဟုတ်ဘဲနဲ့ဖခင်မဆပါ။အလင်းပေးပါ ဆိုတဲ့အရာကိုကျွန်တော်တို့ကသွားတတ်ဖို့လိုတယ်။နောက်တစ်ခုကဖះလူကိုမပြစ်မတတ်ဖို့ဖះလူကိုပြစ်မလို့ရှင်ကျွန်တော်တို့ကလေမကောင်းစားဘူး။ကျင့်ချင်းအမင်္ဂလာတွေနော်ခုနကောရဆိုရင်မြေမြူချင်းခံရတယ်။မိခလာဆိုတတ်လုံးသွားမဖွားရတဲ့အခွင့်ဒီရတွေအားလုံးဟာပေါ့နော်ဒီကောနေ့အငယ်၁၄ထက်မှာဗာပြောလဲဆိုတော့ဇာတိပကတိလူတီတဲ့ဖျားသခင်ရဲ့ဝိညာဉ်တော်တို့ကိုမခံမယူထိုအရာတို့ဒီမိုက်မဲသောအရာဖြစ်သည်ဟုသူတို့ထင်တတ်၏တဲ့ ။ဘာကြောင့်လဲ?အဲ့ဒီဝိညာဉ်ကမကောင်းဘူး။အဲ့ဒီအရာတွေကနှလုံးမခံယူနဲ့။မကောင်းဘူးမကောင်းတဲ့အရာတို့ကထင်တယ်ပေါ့နော်။ဒါမှမဟုတ်အဲ့ဒီဝိညာဉ်ရှိတဲ့လူတွေရဲ့ပဲတယောက်နဲ့တယောက်စကားပြောရတာအယတာရှိတယ်။မိုးလေးလို့မိုးလေးမှမသိတော့ဘူး။အချင်းကုံလို့ကုံမှမသိတော့ဘူး။နေကထွက်ပြီးတော့နေဝင်တဲ့အချင်းဘလို့ကုံသွားမှမသိတော့ဝိညာဉ်တော်ကအလုံးလုံးသွားတာအာမင် ဒါကြောင့်ကျွန်တော်တို့ဇာတိပတိလူနဲ့ကျွန်တော်တို့စကားပြောမယ်ဆိုကျွန်တော်တို့ယုံကြည်ခြင်းအထက်ကရှိတဲ့အရာတွေအလုံးဟာပြည့်သွားတယ်။နော်ဆက်သွားရအောင်။ထို့အရာတို့ဒီဝိညာဉ်အဖြစ်ပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပတိလူသည်နားမလည်နိုင်ဘူး။ဇာတိသမားတွေကအားတော့ပြောလို့ရှိရင်နားမလည်ဘူး။သူတို့မခံယူဘူး။ဒါကြောင့်ဝိညာဉ်သဘောဝိညာဉ်တော်ဖရာရဲ့ဖွင့်ပြခြင်းနေဝိညာဉ်တော်ပြည့်ဝတဲ့အခါမှာ တယောက်နဲ့တယောက်စကားပြောလာတဲ့အခါမှာဝိညာဉ်တော်လှုပ်ရှားတဲ့အခါမှာတယောက်နဲ့တယောက်အားပြည့်လာစေတယ်မနှက်ဖြန်အတွက်ရင်ဆိုင်ရဖို့ရန်အတွက်အားရှိလာတာအထက်ထဲမှာအားပြည့်လာတာယုံကြည်ခြင်းဆိုတဲ့အခါမှာကျွန်တော်ယုံကြည်သူတဲ့အမျိုးတူတာပဲစကားပြောလို့ကောင်းတယ်အကျင့်တူတဲ့လူတွေပဲတဘိုးညီတဲ့လူပဲအရန်ကောင်းတယ်တဘိုးမညီတဲ့လူနဲ့စကားပြောလို့ရှိရင် ။ तू ပစဟရလဲကိုမကြိုက်တလို့ကိုဟတဲ့ဟာလဲ तू ကညင်းမိတာဖြစ်တယ်။နော်။တယောက်နဲ့တယောက် तू ပြောကလေးက तू မျက်နာကြည့်ကလေးကကို့ထဲမှာကဝိညာဉ်တော်ကလက်မခံတော့ဘူး။ဒါကြောင့်အမျိုးတူတာပဲကောင်းတယ်။ယုံကြည်ခြင်းတူတဲ့လူတွေနဲ့စကားပြောလို့ရှိရင်အားရှိလာတယ်။ယုံကြည်ခြင်းတူတဲ့လူနဲ့စကားပြောလာလို့ရှိရင်ဘဝတွေအာမခံချက်တွေသားသမီးရေးရာတွေအနာကတွေမကြောက်တော့ဘူး။ မနဲ့ဖြန်အတွက်မုံတိုင်းဘလောက်ပဲလာလာနော်ဒါကြောင့်ဒီကာလမှာကျွန်တော်တို့ယုံကြည်ခြင်းရှိဖို့အိမ်ဒါမှရည်ကြည်တယ်နော်ဘုရားကပေးပြီးသားဟာကိုကျွန်တော်တို့ကယုံကြည်ခြင်းနဲ့ကျွန်တော်တို့ယူတတ်ဖို့ပဲလိုတယ်ကျွန်တော်အရင်တော့ဆယ်ဖို့တဖို့နဲ့ပတ်သက်ပြီးတော့ကျမ်းစာလဲကျွန်တော်တို့ကတည်တယ်ငငယ်ကလေးကဆရာ Sunday School မှာတင်ပြတဲ့အရာတွေအားလုံးကျွန်တော်တည်တယ်ဒါပေမဲ့အကျင့်မပါတဲ့အခါမှာကျွန်တော်ကောင်းကြီးမရဘူး ဆိုတဲ့အခါမှာကျွန်တော်ပထမဦးဦးဖျားဖျားကျွန်တော်ရဲ့တနည်းစာဝင်ငွေဖြစ်တဲ့ဒီငွေကိုဦးဦးဖျားဖျားကောင်းကြီးကိုဘယ်သူမှကျွန်တော်မတိုင်ပြီမဲ့နဲ့ဖျားခင်ကျွန်တော်ကိုတော့ကိုစက်ကချင်ပါတယ်ဒီလူငွေကိုဘယ်သူပေးရမလဲကိုတော့စကားပြောပါဆိုပြီးတော့ဆူတောင်းတဲ့အခါမှာကျွန်တော်ဦးလေးကတင်းထောင်ဖြစ်တဲ့အခါမှာငတ်တူတဲ့ နေ့စီမှာဆေဖို့တဖို့ရှိလာတဲ့ဦးလေးဒီမှာအတင်းတော်အတွက်ညီကွက်ဝဲချင်တယ်တဲ့ဆိုတဲ့ခါမှာကျွန်တော်ကလည်းဆူတောင်းထားတယ်ဦးလေးကလည်းလာမေးတဲ့ခါမှာကျွန်တော်အယံဝမ်းမြောက်တယ်ကျွန်တော်အယံဝမ်းမြောက်တဲ့ခါမှာဖျားခင်ကိုချစ်တဲ့ဦးလေးဆူထားတာရှိတယ်ချစ်တဲ့ဖျားခင်ကိုရှိတယ်ဆိုတဲ့ခါမှာကျွန်တော်အဲ့မှာဦးဦးဖျားဖျားကျွန်တော်ရဲ့တနစ်စာပေါ့နော်တနစ်စာဖျားခင်ကိုဆက်ကပြီးတော့ပေးလိုက်ရတဲ့ခါမှာကျွန်တော်အထဲမှာအယံပေါ့ပါပေါ့ပါတယ်ဆိုတော့ဖျားခင်ကို စိတ်ချသွားပြီပေါ့နော်ဘလို့လဲမသိဘူးမပြောတတ်ဘူးဖះကိုစိတ်ချသွားပြီဘယ်နေရာဘေးရောက်ဖះခင်က အတုပါရှိပြီဆိုတဲ့အရာကိုခန်းစားရတယ်အာမင်နော်အဲ့ဒီကျွန်တော်ပေးလိုက်တဲ့အရာတွေအားလုံးဟာကျွန်တော်ပေးတာကတသိမ်းပဲဒါပေမဲ့ဖះကနှလုံးသားကိုကြည့်တဲ့ကြည့်တယ်ဆိုတဲ့အခါမှာကျွန်တော်ရောက်လေရကျွန်တော်ရောက်လေရပါနောက်နေ့နောက်နေ့နောက်နေ့တွေကလေ ကျွန်တော်ပေးတာတသိန်းဒါပေမဲ့နောက်နေ့ခါကျတော့ဆယ်ဆမကဝင်တဲ့ဝင်ငွေတွေအလုတ်တွေဖះကလမ်းဖွင့်ပေးတယ်အာမင်ဒါကြောင့်ဒီမှာရှိတဲ့မိသားစုတွေအခုအချိန်ထိเนาะဖះပဲကျေးဇူးတင်တယ်ဖះပဲကျေးဇူးတင်ကျွန်တော်ဟိုမှာဆိုနှစ်ထိုင်တလုံးနေတဲ့လူမရှိဘူးเนาะအမတက်ကျွန်တော်စောက်ပြီးတော့စောက်ထားတယ်အမနေတဲ့လူမရှိဘူးအမေပဲစောက်ပေးတယ် အမေကဟိုသွားလိုက်ဒီသွားလိုက်ပေါ့နော်သူ့သားသမီးရှိတော့သွားတယ်ဒါပေမဲ့အဲ့အမေကအမေဆောက်ပြီးတော့အခုချိန်တော့အမေရှိတော့အမေဆောက်ပြီးတယ်နော်ဒီမှာလဲအိမ်ကောင်းအိုးကောင်းနဲ့နေရတယ်မြေကွက်တွေလည်းရှိသေးတယ်ဒါကျွန်တော်တို့ရဲ့ဟာပဲရှိသေးတယ်နော်အမွေကိစ္စကျွန်တော်မပြောဘူးမလိုဘူးဖះရှင်ရပြီအာမင်အမွေမမျောနဲ့ကျွန်တော်မမျောဘူးဖះကိုပဲကျွန်တော်မျောတာ အထူးသဖြင့်ကျွန်တော်တို့ကဘေးကျန်နိုင်ကြဖြစ်တဲ့ခါမှာကျွန်တော်တို့ယုံကြည်ခြင်းစကားကိုစစ်ထုတ်တဲ့ဖရာဖြစ်တယ်။ထပ်ပြောမယ်နော်အဲ့ဒီကျွန်တော်တို့ပတ်စံနဲ့စောက်ထားတဲ့ငထအိမ်ကိုအခုလွယ်ကော်မြုပ်ဆိုတည်ရမလား။ဒါပေမဲ့ဖရာတခင်ကျွန်တော်အိမ်ကိုကောင်းကင်ထဲမှာဆစ်လို့ပြီးတော့ကွယ်ကပေးပါလက်နဲ့ကြည့်လဲမထိအောင် ကွယ်ကပေးပါရိုးရိုးလေးစုတောင်းနေတော့ကိုရောကွယ်ကပေးမယ်ဆိုကျွန်တော်ယုံကြည်ပါတယ်ရိုးရိုးလေးပဲစုတောင်းတယ် ကျွန်တော်အိမ်ဘေးမှာနှလုံးတော့ကျွန်တော်အိမ်ဘေးမှာနှလုံးလက်နဲ့ကြီးထိလက်နဲ့ကြီးထိပြီးတော့အကုန်လုံးခေါင်းတွေပွင့်ပျက်စီးကုန်တယ်အခုပြန်လာတော့မှနေစရာမရှိတော့ဘူးလူတွေကတော့ကျွန်တော်အိမ်ကအခုချိန်ထိဘာမှတော့မရှိဘူးဘာမှအော်အထဲမှာတော့ပစ္စည်းတော့မရှိတော့ဘောနော်ဒါပေမဲ့ရုပ်ပြက်စင်းပြက်မဖြစ်ဘူးလက်နဲ့ကြီးလည်းမထိဘူးဒါကြောင့်ကျွန်တော်ရှိတဲ့အရာမှာကျွန်တော်တို့ကဆွတ်တောင်းလို့ရတယ်ကောင်းကင်နမန်စကားပြောလို့ရတယ် เนาะကောင်းကင်ကမှာကျွန်တော်တို့ကအစေခံနံဝိညာဉ်ဟေဘရတိငယ်ဆက်လေးထဲမှာပြောတဲ့အတိုင်းပဲကျွန်တော်ဟုတ်လားမဟုတ်လားတင့်ရဲ့ဘုရားအထက်မှာစကားပြောကြည့်ပါအာမင်ခုံဖိတ်ပြီးတော့စကားပြောကြည့်ပါစကားပြောပြီးတော့တူနဲ့တူဒီအထက်မှာနှလုံးသားထဲမှာစကားဖျားနဲ့တွားကြည့်ပါဖះရဲ့အချိန်ကိုကျွန်တော်တို့ကနားလေတတ်ဖို့လိုတယ်ဖះခင်ပေးမယ်ဆိုတော့ကျွန်တော်တို့တစ်ခါကကြာရင်အကောင်းဆုံးပေးမယ်ဆိုတဲ့ခါမှာတစ်ခါကျတော့သူတွေက ဖះရအချိန်ကိုမဆောက်ဘဲနဲ့သွားတဲ့ခါမှာယုံကြည်ခြင်းအဲ့မှာပျောက်သွားရောယုံကြည်ခြင်းပျောက်တဲ့ခါမှာကျွန်တော်တို့ကလောကသားကဲ့သို့ပဲကျွန်တော်တို့ကကြာရှုံးတဲ့လူဖြစ်တယ်လောကသားကဲ့သို့ကျွန်တော်တို့စကားတွေထွက်လာတယ်လောကသားကဲ့သို့ကျွန်တော်တို့ကညီးတွားလာတယ်ကျွန်တော်တို့ရဲ့နှုတ်ကတကိုးဖြစ်စေတယ်ဒါကြောင့်ကိုယ့်ရဲ့နှုတ်ကိုဖះနာမကိုအမိပြုတ်ပြီးတော့ကျွန်တော်တို့က prophet ပြုတ်ပါအာမင် ကိုယ့်ရဲ့နှုတ်ကိုကိုယ့်ရဲ့သားသမီးကို prophet ပြုပါကိုယ့်ရဲ့နှုတ်ကိုဖခင်ရဲ့နာမကိုအမိပြုပြီးတော့ကျွန်တော်တို့ရဲ့ဘဝကိုစွဲယူပါစပကြီးလိုမျိုးကျွန်တော်တို့ညှို့ယူလို့ရတယ်ကျွန်တော်အသက်တာထဲမှာလိုအပ်တဲ့အရာတွေအလုံးဟာကျွန်တော်တို့ဒီကဘာကြီးထဲမှာကျွန်တော်တို့ကဖခင်သားသမီးဆိုတဲ့အခါမှာဖခင်ကကြွယ်ဝတဲ့ဖခင်ဖြစ်တယ်ကြွယ်ဝတဲ့ဖခင်ဖြစ်တဲ့အခါမှာကျွန်တော်စင်စင်ရဲဖို့ဖခင်အလိုရှိလားမရှိဘူး မရှိဘူးကျွန်တော်လိုအပ်တဲ့မန္တမအားလုံးဟာဖခင်နဲ့နှလုံးမှန်ပြီဆိုရင်ဖခင်ကပို့ရှံစေတော့ဖခင်ဖြစ်တယ်ဖခင်ကလေတင့်ကိုအမွေပေးတော့ဖခင်ဖြစ်တယ်ယောမ64ထက်မှာကျွန်တော်တို့ကပညာတရားလက်ထက်မှာမရှိတော့ဘူးကျေးဇူးတရားလက်၌ရှိတော့ကြောင်းအပြစ်တရားဒီကျွန်တော်တို့ကိုမအုပ်တော့ဘူးကျွန်တော်ကျေးဇူးတရားထက်မှာကျွန်တော်တို့ဝမ်းမြောက်စွာဖြစ်ဖခင်ရဲ့ကျေးဇူးပလင်တော်ထက်မှာ ရဲရင်တော့စိတ်နဲ့ကျွန်တော်တိုးဝင်ရမှာပဲဖြစ်တယ်။ဘလို့ရဲရင်မှာလဲချင်းတိတ်ကဲ့သို့ကျွန်တော်ဒီစကားကိုကျွန်တော်အများအားပြောတယ်နော်။ဖြောက်မှတ်တော့သူကချင်းတိတ်ကဲ့သို့ရဲရင်တယ်။ဖျားကိုရရှိပြီဆိုရင်ကျွန်တော်တို့ကရဲရင်ရမှာဖြစ်တယ်။ကျွန်တော်ပေတရုကိုတော့တကယ်မှန်လို့ရှိရင်နဲ့ကျွန်တော်ရေပေါ်လဲလျှောက်ချင်တယ်ပြောတဲ့အခါမှာလာခဲ့ပါလာခဲ့ပါဆိုတဲ့အခါမှာယေရှုကိုစစ်စစ်ကြည့်ပြီးတော့သူလမ်းလျှောက်တဲ့အခါမှာ တမန်တလင်းမျိုးရဲ့နေပြီးတော့သွားတယ်ယေရှုရောက်ခါနေကျမှရေကိုငုတ်ကြည့်တဲ့အခါမှာ line တွေကိုတစ်ချက်အာယုံပြုတ်တဲ့အခါမှာဘာဖြစ်လဲမြုပ်သွားတယ်အေးကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့ကလောကအရာတွေအားလုံးငလိန်တွေနော်ကြောက်ရွံ့ခြင်းတွေစစ်တွေအားလုံးဆင်းရဲဒုက္ခတွေကျွန်တော်တို့ကြည့်ဖို့မဟုတ်ဘူးဖခင်ကိုစစ်စစ်ကြည့်ဖို့လိုတယ်အာမင်နားရှိသောသူကြားပါစေကျွန်တော်တို့ယေရှုကိုစစ်စစ်ကြည့်ရမယ့်အချိန်ကာလဖြစ်တယ်ဖခင်စကားပြည့်စုံနေပြီ ကျွန်တော်အိပ်ပျော်တော့မှခုနတက်တက်ငါးတဆက်ထဲမှာကိုတော့တပီးအိပ်ပြီးတားအိပ်ပြီးဆိုပြီးတော့အိပ်လိုက်ဖယားမအိပ်ဘူးတင့်ကိုကွယ်ကပေးနေတယ်အာမင်တင့်ကိုအိပ်နေတဲ့အချိန်မှာတင့်အတွက်အသေးခံတဲ့ထဲမှာပါတယ်ဒါကြောင့်မလို့နိုးထပြီးကိုတော့ဂျေဆုတင်တယ်ကောင်းမွန်စွာပြီခွန်အားပြည့်သောကြောင့်ဂျေဆုတင်တယ်တနစ်တာအတွက်လမ်းဆန်းခွင့်ပေးပါတနစ်တာအတွက်ကျမ်းမာချင်းခွင့်ပါမျောလင့်ချင်းအသေးကိုရောရှင်ဖျားအတန်မျောလင့်တတ်တော်သူဘာကြောင့်လဲ ဒီချင်းလောကအရာတွေအားလုံးဟာလူတွေအကြောင်းပြောမယ်ဆိုအာရုံတယ်မိသားစုထဲမှာတော့ပြောလို့မရဘူးဖះပေးတွေ့တဲ့လူတွေအားလုံးဟာကျွန်တော်တို့ကမောင်နှမဖြစ်တယ်ဖះပေးတွေ့တဲ့လူတွေအားလုံးဟာကျွန်တော်တို့မိသားစုဝင်ဖြစ်တယ်ဒီချင်း40ထက်မှာဗာပြောလဲထောင်ရဖះကိုမျောလင့်တော်သူမူကအားပြစ်မယ်ထောင်ရဖះကိုမျောလင့်လူတွေအားပြစ်သွားမှာဖြစ်တယ်နော်အားပြစ်တဲ့ခါ 就人用的多，没没掌握，绝对不变。变都看不变，可以大都看不毛牙家。那叫，这种丽江那嘛，这种野秀古色色，这大铺路嘞。Pedro 该都，这种 line 布古 machie 变的野秀。那这种罗 Pedro 阿江古，这种花椒嘞看嘛，这种罗 Pedro 该都麻麻色布，加上个这种古冬天的那皮嘞，阿妹。这种罗色色几嘞看嘛，表出人人在这家的路，这种龙家鸡，那看嘛，新爷爷都。 ျွန်တော်ဒီအရာတွေအားလုံးဟာကျွန်တော်အထဲမှာဝင်လာတဲ့အရာကျွန်တော်ဖျက်ချတတ်ဖို့လိုတယ်နှလုံးသားထဲတွေဝင်တဲ့အရာတွေအားလုံးဟာကျွန်တော်ဖျက်ချတတ်ဖို့လိုတယ်ဒါကြောင့်ပါရီရှဲတွေနော်ယေရှုကပစထဲတဲ့အရာတွေကမစင်မဲ့သွားတယ်တဲ့နှလုံးသားထဲကထွက်တဲ့အရာတွေကကြောက်စရာကောင်းတယ်ယေရှုကပြောတယ်နော်ဒါကြောင့်ကျွန်တော်နှလုံးသားထဲထွက်တဲ့ຢာတွေအလုံးဟာဖရားစကားပဲဖြစ်ပါစေ။အာမင်။နှလုံးသားထဲထွက်တဲ့ຢာတွေအလုံးဟာလူသူတို့မှာအတွက်အလင်းဖြစ်ပါစေ ်တင်းတို့ဟာလောကရဲ့စားလောကရဲ့အလင်းဆိုတဲ့ခါမှာကျွန်တော်မလင်းဘူးလားကျွန်တော်မောင်နေတဲ့မှာကျွန်တော်ပျော်မွေ့လို့ရှိရင်ကျွန်တော်ပြန်လှည့်ရအောင်နော်ကျွန်တော်အလင်းရှိတဲ့အသားနဲ့ကျွန်တော်မောင်နေဆိုရင်ကျွန်တော်အမောင်လေးကိုဖျက်ချပြီးတော့ဖျားရဲ့အလင်းကိုကျွန်တော်ခံယူရအောင်ဖိလိပ္ပိလေငယ်16ထဲမှာနော်ဘုံအနုပေါ်နဲ့စံပယ်တော်မူသောစီးစင်ပြောပြောတယ်နော်ဒါကြောင့်ကျွန်တော်တို့လောကမှာကျွန်တော်တို့မအောင်မြင်သေးဘူးအာမရော့နဲ့နော်ဒီအချိန်မှာတင်ဟာတဲဆုံနဲ့နေရတယ်နော်စိတ်မပြည့်နဲ့ဖျားသခင်တနေ့ကြာ ပြင်ဆင်ပေးထားတဲ့အရာတွေအတွက်ကျမယင်ခုန်တယ်ကျွန်တော်ယင်ခုန်တယ်ဖခင်တခင်ယင်ခုန်တယ်တနေ့ကြအကောင်းဆုံးပေးမယ်ဆိုဆိုတာကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ကဒီလောက်နဲ့ကျွန်တော်တင်းတင်းလို့မရဘူးကျွန်တော်ကအမြဲတမ်းကျွန်တော်ပြင်ဆင်ရတယ်ဖခင်တခင်ဘာဖွင့်ပြမလဲဖခင်ဘာဖွင့်ပြမလဲကျွန်တော်ဘာလုပ်ရမလဲကိုရောအဘအစီခံရမလဲအမြဲတမ်းမိကုံထုတ်ပြီးတော့အသက်ရှင်တတ်ဖို့လိုတယ်ဖခင်ခင်နဲ့သွားတတ်လို့ရှင်လေမရိုးနိုင်တဲ့ ောင်မြင်ခြင်းเนาะမယိုးနိုင်တဲ့ဖျားရဲ့ဖွင့်ပြခြင်းနေเนาะကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီနေရာလောက်နဲ့ကျွန်တော်မတိမ့်တိမ့်နိုင်ဘူးဖျားခင်ချီးမြှောက်လို့ရှင်တာရွေ့ကြီးများတဲ့အရာတွေကျွန်တော်တို့ကဒီ2025ပေါ့เนาะဖျားခင်တစ်ခုခုကိုစကားပြောပါ ကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော်တို့ဘယ်လမ်းသွားရမလဲเนาะလောလောဆယ်ဆိုဒီဆိုင်တော့ဖွင့်ထားတယ် ဒါမှမဟုတ်ဘုရားသခင်ကျွန်တော်တို့ဘာလုပ်အောင်မလဲကိုတော့အလိုမရှိလို့ရှင်ကျွန်တော်ဖြတ်ချရဲတယ်ကျွန်တော်ဒီဆိုင်ပိတ်မယ်ဆိုကျွန်တော်အခုပိတ်လို့ရဘုရားအတန်ကိုကျွန်တော်စောင့်နေတယ်ဒါကြောင့်ကျွန်တော်ယုံကြည်ခြင်းเนาะခုနပြောတဲ့အတိုင်းပဲကျွန်တော်ဘုရားခွဲခန့်မှတ်သားတဲ့ဘုရားလူတွေကိုကျွန်တော်မပြစ်မတတ်ဖို့ဘုရားလူကိုပြစ်မမယ်ဆိုရင်စံစာကကျွန်တော်တို့ဖော်ပြတဲ့အတိုင်းပဲကျွန်တော်ဘုရားကအဆုံးသတ်မလမလတယ်လို့ကျွန်တော်တို့ကကြင်ချင်းအမင်္ဂလာမြောက်များဆိုတာကျွန်တော်ခံစားရမှာဖြစ်တယ် နော်ဖះခွက်ခတ်မှတားတဲ့လူတွေအလုံးဟာတယောက်နဲ့တယောက်မတူဘူးတယောက်နဲ့တူတချို့ကအသိန်းတော်တိဆောက်တယ်တချို့ကအေးဝန်ကလေးလုပ်တယ်တချို့သောတင်ညာတွေကနော်ခုနအဲ့ခုနဦးလေးဆိုကျွန်တော်ညာနဲ့စဉ်းစားကြည့်တဲ့အခါမှာသူ့အတွက်ကဘာမှတုံးကောက်စရာမရှိ လောက်အောင်ဖြစ်နေတော့ညာလည်းပဲအော်သူ့ရဲ့အသေးပွင့်အဖြစ်အခုဆိုအသိန်းတော်တပါဖြစ်နေပြီဒါဖះဖွင့်ပြလို့တာကျွန်တော်တို့သိရတာဒါကြောင့်လို့တနေ့ကျရင်ဖះခင် sorry ပါမနေ့ရနော်ဒါမဲ့ဖះခင်စီ ွားမယ်ဆိုတဲ့အခါကျွန်တော်အစင်တစ်ကျွန်တော်ပြင်ဆင်မယ်ဆိုတဲ့အရာကို အစင်တစ်ကျွန်တော်ကအမြဲတမ်းအမြဲတမ်းကျွန်တော်တို့ကနှုတ်ကပတော့အေဝံကလေးကိုကျွန်တော်တို့ပြောဖို့ရအတွက်ကျွန်တော်အထဲမှာတို့ထားရတယ်အာမင်ဒါကြောင့်ယုံကြည်သူဖြစ်ပြီးတော့အေဝံကလေးမလုပ်ဘူးဆိုရင်တော့ကျင့်ချင်းအမင်္ဂလာလို့ပြောတယ်နော်အတိမတိလို့ရှင်ဘာဖြစ်လဲခုတ်မယ်လို့ပြောထားတယ် တရားဟော128ဓမ္မဟောင်းထဲမှာလည်းပြောပြောတယ်နော်သူ့ရဲ့ပခုံးပေါ်မှာတန်တဘိုးကိုတင်ထားမယ်အမှုတော်ထဲမှာမပါဝင်တဲ့ယုံကြည်သူတွေအားလုံးဒါကြောင့်ဒီចမ်းစာကိုဖတဲ့အခါမှာဝိညာဉ်ငယ်တဲ့အခါမှာကျွန်တော်သဘောမပေါက်ဒါပေမဲ့တဖြည်းဖြည်းဖျားဆွဲခေါ်တဲ့အခါမှာကျွန်တော်ဒီအရာတွေနားလည်တဲ့အခါမှာကျွန်တော်တို့ဟာငယ်တဲ့အရာတွေအားလုံးဟာပျောက်သွားတယ်တဖြည်းဖြည်းစုံလင်ဖို့ရအတွက်တဖြည်းဖြည်းလူတွေနဲ့ပေါင်းတင်ဆက်ဆံရေးပြစ်ဖို့ရအတွက် နော်လူတွေအလင်းဖွင့်ရအတွက်လူတွေကိုကျွန်တော်တို့အငယ်ဆုံးသောသူတွေပေးကမ်းဖွင့်ရအတွက်ဘုရားခင်ကကျွန်တော်တို့ဖွင့်ပြတဲ့ခါမှာကျွန်တော်တို့ကတဖြည်းဖြည်းဝိညာဉ်ထဲမှာဘုရားခင်ကကျွန်တော်တို့ကိုဆွဲခေါ်တာနော်ဒါကြောင့်နားလည်ဖို့ရန်အတွက်ဘုရားကောင်းကြီးပေးပါစေဘုရားလူကိုလည်း support လုပ်တာတော်တော်ဖြစ်ပါစေနော်ယုံကြည်ခြင်းမှာလည်းနော်ပေတရုကဲ့သို့မရင်းရိုင်ဘဲနဲ့စစ်စစ်ကြည့်တာတော်တော်ဖြစ်ပါစေ အယောင်ချင်းစီတိုင်းပေါ်ယေရှုနာမ၌ကောင်းချီးပေးပါတယ်လို့အတူတကွမှတ်တပ်ထားပြီးတော့အဆုံးသတ်ရအောင်